မင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်တော့ဓာတ်ပုံ editor တွေဘယ်လိုအလုပ်လုပ်သလဲဆိုတဲ့အကြောင်းပြောကြတာပေါ့မင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်တော့ဓာတ်ပုံ editor တွေဒီ picture desk editor တွေဘယ်လိုအလုပ်လုပ်သလဲဆိုတဲ့အကြောင်းပြောကြမှာပေါ့နော်အမ်မပြောခင်ကဒီပထမဆုံးဒီ video ကဒီအချိုးဒီ၄၃ချိုးဖြစ်နေတာကဒါ black magic pixel ကင်မရာနဲ့ဒါ 6K ကိုမှဒါ open gain နဲ့ record လုပ်နေလို့ပါ open gain ဆိုတာကဒီ sensor area အပြည့်ကိုဒါ video အနေနဲ့ပုံဖန်းတဲ့အာစနစ်ပေါ့နော်ဆိုတော့ဒါကဒါ full frame sensor ကိုအပြည့်ပုံဖန်းနေတာဆိုတော့ဒီချိုးထွက်နေတာ၄၃ချိုးပေါ့နော်အဲ့လိုပုံစံတော့ရှိတယ်ပုံမှန်ဆိုရင်တော့ sustain by 9ဆိုရင်တော့ဒီအပေါ်အောက်တွေ crop ဖြစ်သွားမှာပေါ့နော်ဆိုတော့ထားပါတော့ဒါ video ကနောက်တစ်ခုကဒါ picture dust အာဓာတ်ပုံ editor ရဲ့အကြောင်းအာဘယ်လိုလုပ်လို့တလဲဆိုတာဒါအာဒုတိယခေါက်ပြန်ပြီးတော့ record ရိုက်တာပေါ့နော် ပြီးခဲ့အပတ်ကအမှန်တော့ရိုက်ပြီးသွားပြီဒါပေမဲ့အခုအာ post တင်မှု edit လုပ်တော့မှနားထောင်ကြည့်တော့အတန်တချို့နေရာမှာဒီ mic ကဖြစ်တာထင်တယ်ပြက်ပြက်သွားတော့အဆင်မပြေရနဲ့အစအခုနောက်တစ်ခေါက်ပြန်ရိုက်တာပေါ့နော်ဆိုတော့ထားပါတော့ဒါ picture dust editor တွေဒီဓာတ်ပုံ editor တွေဘယ်လိုအလုပ်တလဲပေါ့နော် အဲအကြောင်းပြောမယ်ဆိုရင်ကျွန်တော်တို့ကဒါမတူတဲ့သဘောသဘာဝကိုတည်ထားဖို့လိုတယ်ပေါ့နော်ဓာတ်ပုံဆရာရဲ့အလုံးနဲ့ဒီ picture dust editor ရဲ့အလုံးကမတူဘူးဆိုတော့နားလည်ထားဖို့လိုတယ်ဓာတ်ပုံဆရာရဲ့အလုံးကဓာတ်ပုံရိုက်မယ်ဓာတ်ပုံတွေကိုဒီ editor ဆီကိုပို့မယ်ပေါ့နော်အဲ့လိုမျိုးပို့တဲ့အခါမှာဓာတ်ပုံ editor ကဒီဓာတ်ပုံသမားတယောက်ကို assignment ပေးထားပြီဆိုရင် तू ကဒီဓာတ်ပုံသမားနဲ့အမြဲမပြတ်ဆက်သွယ်ပြီးတော့ဒီ story ပဲဖြစ်ဖြစ်ဒီသတင်းရဲ့ဒီ အာဒီ character တွေအပြောင်းလဲရှိသလားဒါမှမဟုတ်မြေပြင်ခြေနေဒါ story development ရှိတယ်ဆိုရင် development ဖြစ်သွားတဲ့ဟာကိုဘယ်လိုဆက်ရိုက်မလဲဆိုတော့အများရန်ဆွေးနွေးနေဖို့လိုတယ်ပြီးတော့သူကရလာတဲ့ဓာတ်ပုံတွေကိုဒါအချိန်မီသူကတီးဖြတ်တယ်ပေါ့နော်ဒါ online အတွက်ကတမျိုးနောက်ပြီးတော့ဒီပုံနှိပ်သတင်းစာ magazine အတွက်ကတမျိုးဒါတီးဖြတ်ပြီးတော့သူက layout designer နေသူကလည်းအဲ့လိုမျိုး meeting ထိုင်အဲ့လိုမျိုးထိုင်ပြီးတော့ပုံနှိပ်ဖို့အတွက်သူက ready လုပ်ပေးရတဲ့တာဝန်ရှိတယ်ဆိုတော့ဒီအလုပ်တရားသဘောသဘာဝမတူဘူး direction ကလည်းသွားရတဲ့ direction objective မတူဘူးအဲ့အတွက်ကိုကျွန်တော်တို့ကတစ်ခါလေကြာရင်ဒါဓာတ်ပုံဆရာနဲ့ဓာတ်ပုံ editor နဲ့ကတောက်ကစားဖြစ်တာကတစ်ခါလေများသောအဖြစ်ဖြစ်တတ်ပါတယ်ပေါ့နော်သို့တော်လည်းဒါဖြစ်တတ်တယ်ဆိုတာအာပုံမှန်အဖြစ်တော့ဒီကတောက်ကစားကဒီဒီဘယ်လိုပြောမလဲ story ရဲ့ဒီ angle အယူဆဒါအဲ့လိုမျိုးပုံမှန်ကတောက်ကစား ဖြစ်တာ fine မိမယ်ကိုက professional မဆန်လို့အဲ့လိုမျိုးကတောက်ကစားဖြစ်ရတယ်ဆိုရင်တော့ကို့အတွက်နာမည်ပြတ်တာပေါ့လေအဲ့ဒီတခုတော့မကောင်းဘူးပေါ့သူသဖြင့်တော့ကျွန်တော်မြန်မာတပုံဆရာတွေတဲ့မှာလည်းတချို့အဲ့လိုမျိုးပြဿနာတက်တာကြီးရတယ်ပေါ့နော်အဓိကတော့ဘယ်လိုမျိုးဖြစ်ကြအများလဲဆိုတော့ဒီကျွန်တော်တို့အများစုကဒီအာဒီ full time ပေါ့နော်ဒီလာကစား media type တွေကနေလောက်တာနေပြီးတော့ ခုအာနာသိမ်းပြီးနောက်ပိုင်းမှာအလွတ်တန်းလုပ်တဲ့ခါကျရင်ဒါနိုင်ငံတကာသတင်းဌာနတွေအဲ့လိုမျိုး deadline နဲ့အဲ့လိုမျိုးဒီဖိအားများတဲ့အာဒီပေးတာလည်းများသလိုဖိအားလည်းများတဲ့သတင်းဌာနတွေနဲ့လုပ်တဲ့ခါကျရင်အဲ့လိုမျိုးညှိတာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီခုလေးကိုလည်းတီထားစေခြင်း ਨੇ ဒါကဒါကိုဘက်ကဖောင်းမဖြစ်အောင်အမြဲတမ်းဘာပဲလုပ်လို့ကျွန်တော်ဟိုးအရင်ကလေးကပြောဘူးတယ်ဒါဒါ verbally စကားလေထဲမှာပျောက်သွားတဲ့စကားနဲ့ agreement မရှိပါဘူးဘာပဲလုပ်လို့ ်စာချုပ်စာတမ်းရှိရမယ်အီးမေးလ်အသွားအပြန်မှာ record တွေရှိရမယ်ဒီ messenger ဒီ whatsapp signal တွေမှာလည်း record ရှိအောင်ကျွန်တော်တို့ကလုပ်တဲ့နေပေါ့နော်အဲ့လိုပုံစံနဲ့သွားတဲ့နေဆိုတော့ထားပါတော့ကျွန်တော်တို့ကဒီဒါကတပိုင်းပေါ့နော်ကျွန်တော်တို့ဒီဓာတ်ပုံ editor ရေဘယ်လိုလုပ်လို့တလဲဆိုတာမျိုးပြောမယ်ဆိုရင်ပထမဆုံးအနေနဲ့သူတို့ကဘယ်လိုဓာတ်ပုံဆရာနဲ့ချိတ်ဆက်လဲဆိုတာကိုအရင်စပြောရမယ်ပုံမှန်အဖြစ်တော့ကျွန်တော်တို့က ကိုကြိုက်တဲ့သတင်းစာမီဒီယာတွေကို page လုပ်တဲ့ဟာမျိုးလည်းရှိနိုင်တယ် page လုပ်တယ်ဆိုတာကအကျယ်တဝန်းတော့နောက်ဗီဒီယိုတစ်ခုနဲ့ပြောပြပြီး post တင်ပေးပါမယ် page လုပ်တာရေဘူးအဖြစ်ပြောရင်ဒီကိုကြိုက်တဲ့သတင်းစာမီဒီယာတွေကိုငါ့ကိုငားပါလားငါဒီ story လေးအာစိတ်ဝင်စားတယ်ငါအရင်လဲလုပ်နေတာရှိတယ်မင်းတို့စီမှာ publish လုပ်မလားဆိုပြီးတော့သွားညှိတဲ့ဟာမျိုးကိုယူအောင်အာကို story ယူအောင်ပြောတာကို page လုပ်တယ်လို့ခေါ်တယ်အဲမျိုးကနေလာတာမျိုးရှိတယ်လို့တခါလေကြာရင်ဒီ ူတို့ကဓာတ်ပုံ editor တွေကတယောက်နဲ့တယောက်သူတို့ချင်းချင်းကြားထဲမှာလည်းချိတ်ဆက်တွေရှိတယ် media type တစ်ခုနဲ့တစ်ခု editor ရဲ့ကြားမှာလည်းတခါလေးသူတို့အဲ့လိုမျိုးပေါ့နော်သတင်းဌာနအဲ့လိုမျိုးဒီ networking ပွဲတွေဒီအဲ့လိုမျိုးတွေစကားပြောကြရခါကြရင် contact တွေဖလှယ်ကြရင်အာငါတော့ဒီဓာတ်ပုံဆရာအစ်စ်တယောက်တွေ့ထားတယ်သူလက်ရာတွေအတော်ကောင်းတယ်ပြီးတော့ဒီ shoot down နေလဲတအားကောင်းတယ်ပေါ့နော်အဲ့လို storytelling ကောင်းတယ်ဆိုပြီးတော့သူတို့ချင်းချင်း contact တွေ share ရနေပြီးတော့လဲ ကိုအကြောင်းကိုသိတာမျိုးလည်းရှိတယ်ဒါမှမဟုတ်ဒီပြပွဲတွေကိုလောက်ဘူးတဲ့ဓာတ်ပုံပြပွဲတွေပြီးတော့နောက်ရခဲ့ဘူးတဲ့စုပေးပွဲတွေမှာကိုပုံတွေမြင်ပြီးတော့ तू ကကြိုက်လို့လာပြီးတော့အာကို email ကိုဒီ personal website ကိုမရမက Google ကနေရှာပြီးတော့ email လိမ့်စာကနေပြီးတော့ဆက်သွယ်လာမျိုးလည်းရှိတယ်စောစောပြောလို့ဒီတဆင်စကားနဲ့အရင်လှုပ်လှုပ်ဖူးတဲ့ magazine တိုက်ကနေ forward လုပ်ပေးလိုက်လို့သူတို့သိလာပြီးတော့ဆက်သွယ်လာတာမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့ကိုဆက်သွယ်လာရတဲ့ ဆက်သွယ်လာတဲ့ခါကျရင်လည်းဒါသူတို့လှုပ်ချင်တဲ့အင်္ဂယ်လိုမျိုးတွေလည်းရှိကောင်းရှိလိမ့်မယ်အဲမျိုးကြရင်ကိုကဆွေးနွေးရမယ်ပေါ့နော်ဒါဒီ story ဆိုရင်တော့အာဘလို့အင်္ဂယ်လေးကကောင်းမယ်နောက်ပြီးတော့ဒီ story လောက်မယ်ဆိုရင်အာ key ဘယ်နည်းသွားမယ်အဲ့လိုမျိုး land key မှာဘယ်လိုမျိုးကြီးဖြစ်နိုင်တယ် internet ရနိုင်တယ်မရနိုင်ဘူးအဲမျိုးကြီးပြောရမယ်နောက်တစ်ခုက budget ညှိရမယ်တခါလေးကြရင် budget က day rate နဲ့ပေးတာမျိုးရှိတယ်တခါလေးကြရင်ဒီ ုတ်ပြက်ပေးတာမျိုးပေါ့နော်ဒီအဲ့လိုမျိုးပေါ့ဒီခီးစဉ်တစ်ခုလုံး budget ဒီလောက်ပေးမယ် main sound မားတွေပုံတွေပေးတဲ့အထိအဲ့လိုမျိုး budget ဒီလောက်ပေးမယ်ဆိုတာမျိုးအဲ့လိုမျိုးပုတ်ပြက်ညှိတာမျိုးလည်းရှိတယ်အဲ့မျိုးကြရင်ကိုယ့်အကူပဲဒါညှိညှိရမှာပေါ့နော်ညှိလို့အဆင်ပြေပြီဆိုရင်ဒီခါလေးကြရင်ဒီ story ကိုဒီခါလေးကြရင်တို့ကဒီ story ကိုဓာတ်ပုံကြီးပဲမသွားခြင်းဘူးဗီဒီယိုအတို multimedia ပေါ့နော်ဗီဒီယိုအတိုလေးတွေနဲ့လည်းသွားခြင်းနဲ့ဆိုရင်ဗီဒီယိုရရမှာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒီခါလေးကြရင် तू က ဆောင်းမားနဲ့လည်းရေးခြင်းနဲ့ဆောင်းမားရှိဆိုရင်အားမျိုးဆိုရင်လည်းကိုယ်တိုင်ရေးရတာမျိုးလည်းရှိကောင်းရှိနိုင်တယ်ဒီခါလေးကြာရင်ဒီ test writer လို့ဟာမျိုးနောက်ထပ်သတင်းတော့တယောက်တို့ထန်ငါဘရောအဲ့လိုမျိုးအတူတူခီးသွားခိုင်းတာမျိုးလည်းရှိနိုင်တယ်ဆိုတော့ကျွန်တော်တို့ကအဲ့လိုမျိုးကိုကငကိုရေကသူတေသနာလောက်ထားရဆိုရင်ဒီ story ဆိုရင် ဘယ်လိုမျိုးတွေဘာတွေတော့အဲ့လိုမျိုးချင်းကပ်လို့ရတယ်ဘယ်လိုဇက်ကောင် character လေးမြေပြင်မှာတော့ရှိတယ်ဆိုတာမျိုးနဲ့ညှိနှိုင်းပြီးတဲ့ခါကျရင်ကျွန်တော်တို့ကဒီ budget လဲ fine နေဆိုရင်ကျွန်တော်တို့ကဒီစာချုပ်ချုပ်မယ်ပေါ့နော်စာချုပ်ချုပ်တယ်အာပြီးတော့ဘယ်ရက်တွေမှာဒီဘယ်ရက်မှာ ပုံဝင် editor စီကိုနောက်ဆုံးပို့ရမလဲဆိုတာကိုကတခါတည်းမေးရမယ်နောက်တစ်ခုကကျတော့တခြားဆိုရင်တချို့ magazine တွေသတင်းစာလိုက်တွေက ဒီ journalist အတွက်ဒီဓာတ်ပုံဆရာအတွက်ကိုသူတို့ဒါအတက်အာမခံလုတ်ပေးတာမျိုးကြီးလည်းရှိတယ်ပေါ့နော်အဲမျိုးကြရင်လည်းကောင်းတာပေါ့နော်အဲတက်အာမခံတော့လုတ်ပေးတယ်အများသောအားဖြင့်တော့ဒီ equipment အာမခံတော့ပေးလို့မရှိဘူးပေါ့နော်လုတ်ပေးလို့မရှိဘူးအဲကြားတော့မကြားမိဘူးပေါ့နော်အဲ့လိုပုံစံမျိုးတော့ရှိတယ်ကျွန်တော်တို့ကစာချုပ်ချုပ်ပြီးပြီဆိုရင်ကျွန်တော်တို့က account ထဲပေါ်ရတော့မယ်ဒါတစ်ခါလေကြရင် test writer ပါမယ်ကျွန်တော်တို့အဲ့လိုမျိုးခီးသွားရမယ်အဲ့လိုမျိုးပေါ့နော်ကိုကအဲ့လိုမျိုး ဒီအဲ့လိုခီးသွားတဲ့ခါကျရင်လည်းကိုကငိုရဲ editor နဲ့ကြိုချိတ်ဆက်ထားရမယ်ကျွန်တော်ခီးသွားရမယ်ဒီနှစ်ရက်ကတော့ internet မရနိုင်ဘူးအားမျိုးဆိုရင်လည်းကြိုပြောရမယ် internet ရနိုင်တဲ့နေ့တွေဘယ်နေရာတွေမှာရှိတယ်အဲ့လိုမျိုးကြရင်ဒါအဆက်အသွယ်လုပ်မယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ကမြေပြင်မှာရောက်တဲ့ခါကျရင်ကိုသတင်းလုံးမဲ့နေရာရောက်ရင်ကိုကငိုတော့တဲထားတဲ့ဇက်ကောင်တွေပါညာတွေကမြေပြင်မှာရောက်တဲ့ခါကျရင်နောက်တစ်မျိုးပြောင်းသွားလို့မရှိတော့တာတို့ဘာလို့ဖြစ်တတ်တယ်အဲ့ကြရင်လည်းကိုက editor နဲ့မပြတ်ဆက်သွယ်ပြီးတော့ငါတို့ပထမ plan ထားတဲ့ဒီတယောက်ကတော့မရှိတော့ဘူးငါနောက်တယောက်တွေ့ထားတယ်ဒါမှမဟုတ်နောက်ထပ် angle တစ်ခုတွေ့ထားတယ်နောက်ထပ် story အသစ်တစ်ခုတွေ့ထားရဆိုရင်သူနဲ့မပြတ်ဒီ WhatsApp တို့ signal တို့ကနေမပြတ်ဆက်သွယ်ပြီးတော့သူ့ကိုတင်ပို့ရမယ် email တွေအားဖြစ်ဖြစ်တင်ပို့ရမယ်ပြီးတော့ကျွန်တော်တို့ကဒီလိုအဲ့လိုအပြောင်းလဲတစ်ခုခုရှိတိုင်းပြီးတော့ land key မှာထင်ထားတာထပ်ပိုကြာနေတိုင်းကျွန်တော်တို့ကအမြဲတမ်း editor ကိုတည်အောင်ကျွန်တော်တို့ကဆက်သွယ်နေတဲ့နေ ပြီးတော့တချို့ decision လောက်ရမယ့်ဟာမျိုးရေဆုံးဖြတ်ချက်ချရမယ့်ဟာမျိုးရေဆိုရင်လည်း editor ကိုအတိပေးပြီးတော့မှအကောင်းဆုံးအကြံဉာဏ်ယူပြီးတော့ဆုံးဖြတ်ချက်ချတယ်ဒါမြေပြင်မှာအခြေအနေပြောင်းနေတယ်ဆိုရင်ပြောင်းနေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သွားမှအဆင်ပြေတယ်ပေါ့နော်ဒါက editor နဲ့ချိတ်ဆက်တာပေါ့နောက်တစ်ခုကကြောက်ကိုက test writer journalist ပါဆိုရင်လည်းသူနဲ့ချိတ်ဆက်ပြီးတော့လှုပ်လှုပ်တယ်နဲသူကဘလို့ ရှူဒေါင်းနဲ့ချင်းကပ်မှာလဲပြီးတော့ကိုကကြတော့ဘယ်ရှူဒေါင်းနဲ့ထပ်ပုံကိုသွားမှာလဲပြီးသွားရင်တစ်ခါလေကြရင်သူ့အတွက်ကိုကရိုက်ပေးရမှာမျိုးတွေရှိတတ်တယ် test writer ဒီလူကိုတော့ interview တယ်ဆိုရင်ကိုကအာသူ interview ပြီးတာနဲ့အာသူ portrait ပုံရိုက်လိုက်မယ်เนาะဘာညာဆိုပြီးတော့စကားပြောပြီးတော့ကိုက portrait ရိုက်ရတာမျိုးတွေရှိတယ်ပေါ့เนาะအဲ့လိုပုံစံမျိုးတွေရိုက်တဲ့ခါကြရင်လဲသတိထားတဲ့နဲ့ပေါ့เนาะပုံမှန်အဖြစ်တော့ဒီသတင်းစာတွေ magazine တွေမှာအကုန်လုံးက in house style ဆိုတာရှိတယ်သူတို့ style သူတို့ style လေးနဲ့ဒီစာသားထိုးတာပေါ့နော် caption ဓာတ်ပုံစာသားထိုးတာမျိုးတွေ style ရှိတယ်နောက်ပြီးတော့တစ်ခါလေကျရင်ဓာတ်ပုံမှာလည်း blue အယူဆနဲ့ရိုက်ပေးပါဆိုတဲ့အယူဆအဲ့လိုမျိုး style guide ရှိတယ်နောက်တစ်ခုက video မှာဆိုရင်လည်း interview ရင်ဘယ်လိုပုံစံနဲ့ view ရမလဲ view ရရင်ဘယ်လိုပုံစံနဲ့ရရမလဲဆိုတဲ့ဒီ guide တွေရှိတယ်အဲ့ဟာတွေကိုလိုက်နာဖို့အရေးကြီးတယ်ခီးမသွားခင်ကလေးကကြိုဖတ်ထားဖို့လည်းအရေးကြီးတယ်များသောအားဖြင့်တော့ PDF booklet လေးတွေလောက်ထားတာများတယ်ပေါ့နော်အဲ့လိုမျိုးလေးသူပို့ပေးလိုက်မယ် editor ကနေပြီးတော့ဆိုတော့ဒီ writer တို့ AFP တို့ AP တို့မှလည်းသူတို့ style guide တွေရှိတယ်အဲ့ဒါတွေ online မှာ download လို့ရပါတယ်အဲ့ဒါမျိုးတွေဝင်ပြီးတော့ကြည့်တဲ့နယ်ပေါ့နော်ကိုလုံးမဲ့သတင်းဌာနဒီအာစာသားထိုးရင်ဘယ်လိုပုံစံနဲ့ထိုးလဲပေါ့အဲ့ဒီအတိုင်းကျွန်တော်တို့က notes လေးတွေမြည်ပြမှာရိုက်တဲ့ခါကျရင်လည်းမှတ်ထားတဲ့နယ်ကိုရိုက်တဲ့သူကနာမည်ဘယ်သူခေါ်တယ်ဘယ်လိုခေါ်တယ်နောက်ဒီနေရာကဘယ်လိုခေါ်တယ် ပြီးတော့ဒါဒါဒီတခြားအရေးပါတဲ့ခဏန်းနေပေါ့နော်ဥမာဆိုရင်ဒီမှာဒါကုံထုတ်လုပ်မှုလုပ်ငန်းလုပ်တယ်ဆိုရင်ဒီကုံတွေကသူတို့တစ်နှစ်ကိုဒီဆက်ရုံကဘယ်လောက်ထုတ်တယ်လို့ပါတော့ရေဘူးရကပ်ရှင်ရေးလို့ရမယ်ဟာလေးတွေကိုဒီစာအုပ်လေးနဲ့ဘောပင်လေးနဲ့ရေးမှတ်ဖို့အရေးကြီးတယ်ပေါ့နော်အဲ့လိုမျိုးရေးမှတ်မယ်နောက်တစ်ခုက test writer နဲ့အမြင်ညှိထားတဲ့နဲ့ညှိထားတဲ့နဲ့ဆိုတော့ဥမာအဖြစ်ဆိုသူကအာဒီ interview တဲ့တယောက်ကို interview ရဲ့ဆိုအဲ့ interview ခံတဲ့သူရဲ့ နာမည်ကိုသူဘလို့စလုံးပေါင်းလဲဆိုတာမျိုးနှစ်ယောက်ညှိထားတဲ့ ਨੇ တယောက်ကဟိုတက်စတမားအင်တာဗျူးပြီးတော့သူကဒီလူရဲ့နာမည်ကိုဟာဒီအဲသူအင်္ဂလိပ်လိုပေါင်းတော့တမျိုးကိုကအင်္ဂလိပ်လိုပေါင်းတော့တမျိုးဆိုရင်လည်းအဆင်မပြေဘူးပေါ့နော်အဲ့လိုအဲ့လိုမျိုးဆိုတော့ဒါကြိုပြီးတော့အဲ့ဒီနာမည်လေးတွေကိုလည်းအဲ့လိုမျိုးနှစ်ယောက်လုံးစင်တူဖြစ်အောင် caption နဲ့အဲ့လိုမျိုးညှိထားတဲ့ ਨੇ ပေါ့နော် ဲ့လိုပုံစံနဲ့သွားတဲ့ ਨੇ တခါလေကြာရင်ဒီနောက်ပြီးတော့အဲ့ဂျားထဲမှာမှဒါကဒါက feature story လို့ဟာမျိုးပေါ့เนาะတခြားဆိုရင်တော့ဒီအာတခြားဆိုရင်ဒီအာတခုခုဖြစ်နေရမျိုးပေါ့เนาะငလျင်တို့မုံတိုင်းဝင်တာတို့အဲ့လိုမျိုးပေါ့เนาะအဲ့လိုမျိုး data တွေ disaster လို့ဟာမျိုးတွေအမြဲခုခုသတင်း update ဖြစ်တဲ့နေရာမျိုးတွေသွားတယ်ဆိုရင်တော့ deadline ကတခုတည်းမဟုတ်တော့ deadline နေအများကြီးရှိကောင်းရှိနိုင်တယ် မုံတိုင်းဝင်တဲ့နေရာကိုသွားရင်ကိုကရောက်နေတဲ့အချိန်မှနေမုံတိုင်းကနောက်ထပ်ထပ်တိုက်တယ်ဆိုရင်အဲ့လိုမျိုးပေါ့ deadline နေရာအများကြီးရှိနိုင်တယ်ပထမရောက်နေတဲ့အချိန်မှရိုက်လို့ရတယ်ပျက်စီးတွေအမုံတိုင်းဝင်နေရာတွေရိုက်ပြီးတာနဲ့ကျွန်တော်တို့ကပုံပို့ရမယ်အမျိုးဆိုရင်ဒါ editor သူတစ်ခါလေးကြာရင်သူ web website မှာ social media သူတို့သတင်းဌာနမှာသူစ share တာမျိုးဖြစ်နိုင်တယ်နောက်ရက်မှာနောက်ထပ်တစ်လုံးဝင်တဲ့အချိန်ကျရင်လည်းကိုကဓာတ်ပုံရိုက်ပြီးတော့ update ပို့ပေးရမျိုးအဲ့လိုမျိုးပေါ့နော်ဥမာဆိုရင်အဲ့လိုမျိုးဒီတိုက်ပြိုရာတို့ဒီအာတိုက်ပြိုတဲ့အခါမှာဒီဒါကဲစေးအဖွဲတွေကဲနေရမျိုးဆိုရင်ဒီနေ့အာ၃ယောက်ကဲနိုင်နေဆိုရင်အဲ့ဒီ၃ယောက်ကဲနိုင်တဲ့ပုံမျိုးတွေရိုက်ထားပြီးတော့နောက်ရက်ကျအဲနောက်ထပ်ကဲနိုင်တာအဲ့လိုမျိုးတွေကိုအမြဲလိုလိုပို့ရတာမျိုးလည်းဖြစ်နိုင်နေပေါ့နော်ဒါကခုနကလိုပုံနှိပ်တဲ့ဟာအပြင်အဲ့လို up to date အဲ့တော့ develop ဖြစ်နေတာပေါ့နော် developing story လို့ခေါ်တာ breaking news မှာမှအဲ့လိုမျိုး story မျိုးဤဆိုရင် deadline နဲ့အများကြီးနဲ့အမြဲဆက်တိုက်ပို့နေရမှာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့အလုပ်လုပ်တယ်ဆိုတော့ပြန်ဆက်ရရင်ကျွန်တော်တို့ကအဲ့မျိုးကြီးရိုက်မယ်ရိုက်ပြီးတော့ရင် editor စီကိုပို့မယ်ဆိုရင်များသောဖြစ်တော့သူတို့ deadline မီပို့ပေးရတယ် deadline မီမပို့နိုင်ဘူးဆိုရင်ငဘူတွေကကြိုပြောသူတို့မှလည်းသူတို့လောက်ရတဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေရှိတယ် editor မှလည်းဥပမာကျွန်တော်တို့ရိုက်နေတာက ထင်လို့မဖြစ်ဘူးပုံကောင်းမရသေးဘူးဆိုရင်ဒါကျွန်တော်တို့ဒါမှမဟုတ်ဒီအဲတခုခုကြောင့်ဒီ data မှာ internet တွေမရဘူးဆိုရင်လည်းအဲ့လိုမျိုးပေါ့နော်သတင်းရတဲ့နည်းနဲ့သူ့အစီကိုလှမ်းပို့ရမယ်ငါတို့အစီမှာတော့အဲ internet တွေမရနေဘူးဒါမှမဟုတ် line ကတော်တော်ထိုးကြနေလို့ video တွေပို့ရတာခက်နေတယ်ဆိုတာမျိုးဆိုရင်အမြဲအချိန်နဲ့တပြေးညီသူ့အစီကိုသတင်းပို့ပြီးတော့အကြံဉာဏ်ယူတဲ့နဲ့အဲ့လိုပုံစံသွားပါပေါ့နော်အဲတကယ်လို့ဟိုအကုန်ကောင်းတယ်အခြေအနေကောင်းတယ်ဆိုရင်ပုံ edit လုပ်မယ် edit လုပ်တဲ့ခါကျရင်လည်းကျွန်တော်တို့က ုံ20 30ပေါ့နော်20 30အဲ့လိုမျိုး edit လုပ်ရမယ်နောက်တစ်ခုကကျွန်တော်ခုနပြောဖို့ကြံသွားတာဒီ portrait တွေရရင်လည်းအလျားလိုက်အပြင် down light လည်းရိုက်ဖို့ကျွန်တော်အကြံပေးတယ်ဒါသတင်းစာတွေပုံနှိပ်မီဒီယာတွေမှာကြတော့စာတွေကဒီ column နဲ့သွားတော့အဲ့ကြရင်တစ်ခါလေကြဒီအလျားလိုက်ရိုက်တဲ့ portrait ပုံထက် down line ရိုက်တဲ့ portrait ပုံကပို့ပြီးတော့သူတို့အနေနဲ့ဒီသတင်းစာတွေမှာထည့်ရတာပို့အဆင်ပြေတယ်ပေါ့နော်အဲ့အတွက်လည်းကျွန်တော်တို့ကဓာတ်ပုံရရင်အဲ့လို portrait ရရင်တော့အဲ့လိုနှစ်မျိုး လောက်အမြင်ရိုက်ဖို့ကျွန်တော်ကတော့အကြံပေးတယ်ပေါ့နော်ဆိုတော့ထားပါတော့ကျွန်တော်ပြီးသွားပြီထပ်ပုံပို့မယ်ဆိုရင် edit လုပ်မယ် edit လုပ်တဲ့ခါကျရင်ပုံတွေကိုကျွန်တော်တို့ကဒီသူတို့ရဲ့ style guide ထဲအတိုင်းပဲကျွန်တော်တို့က metadata တွေထည့်ပေးရမယ်ကျွန်တော် metadata ဆိုတာ caption တွေကိုအဲ့လို IPTC ဆိုရယ် fee နဲ့ထည့်တာပေါ့နော်အဲ့ဟာထည့်နေရတော့ကျွန်တော် vlog မှာအရင်တင်မှုပါတယ်ကျွန်တော်ဒီ channel ရဲ့ဟိုးအစဆုံးကအဲ့အကြောင်းတွေပြောထားတာပါ episode 1 2 3ကို ကြည့်ဖို့အကြံပေးတယ်ဗောနော်ဆိုတော့အဲအဲ့လိုမျိုးနည်းနည်းနဲ့ကျွန်တော်တို့က metadata အထက်မှာ selection storytelling အပြည့်စုံသွားတဲ့ပုံ20လောက်30လောက်အဲ့လိုမျိုးဗောနော်ဒါသူ့စီကိုပို့ပေးရမယ် editor စီကိုအဲ့လိုမျိုးပို့ရမယ်ရှိရှိသမျှရိုက်သမျှအကုန်ပို့စရာတော့မလိုဘူးအဲ့လိုမျိုးခုနကလို20 30အဲ့လိုမျိုးဒါမှမဟုတ်40ပေါ့နော်အဲ့လိုပုံစံမျိုးရိုက်တဲ့ story အကြီးသေးပုံမူတည်ပြီးတော့ပို့ပေးရမယ်။သူကနေမှအဲ့လိုမျိုးဒီဥမာ ဒီ editor အတော့သူ storytelling နဲ့ live ဖတ်အောင်တော့သူဖြုတ်တဲ့ဟာဖြုတ်ပြီးတော့တော့သူဒါပြန်စီလိုက်မယ်ပေါ့နော်အဲ့လိုပုံစံနဲ့သွားတယ်ဒါပုံနေပို့တဲ့ခါကျရင်အများသောဖြစ်တော့ဒီသတင်းဌာနတွေကခုခုတတိ FTP လို့ခေါ်တဲ့ server ကိုသုံးတယ်ပေါ့နော်ဒီ file transfer protocol နဲ့ကျွန်တော်တို့ကပုံနေပို့ပေးရတယ်အဲ့ file transfer protocol ကိုဘယ်လိုသုံးလဲရတော့ YouTube မှာရှာကြည့်ပေါ့နော်တခြားဒီနိုင်ငံခြား English လို့ရှင်းပြထားတာအများကြီးရှိပါတယ် ဒါကျွန်တော်တို့ကပုံမှန်အဖြစ်တော့ဒီကွန်ပျူတာထဲမှာ cyber deck လို့ခေါ်တဲ့ဒီ open source ဟာမျိုးနဲ့ပို့ရတာများတယ်ဒါဒါပုံမှန်အဖြစ်တော့ဒီ wire agency ရဲ့သတင်းဌာနတွေကတော့သူတို့စီပုံပို့ရင် email နဲ့ attach လုပ်ပြီးတော့ပို့လိုက်တော့ဘာလို့ပြောကောင်းပြောလိမ့်မယ်ဒါ stringer တွေကိုပေါ့နော်တခါလေမှအလုပ်လုပ်တဲ့သူတွေကို Google Drive နဲ့ပို့လိုက်တော့ပျော်ကောင်းပြောလိမ့်မယ်။ဒါပေမဲ့အမြဲလိုလိုလုပ်တဲ့သူတွေကြတော့သူတို့ကအဲ့လိုမျိုးသူတို့စာပါတဲ့ကိုတန်းပို့စေခြင်းနဲ့ပေါ့နော်။ဗီဒီယိုပဲဖြစ်ဖြစ်ဓာတ်ပုံပဲဖြစ်ဖြစ်အဲ့မှာ သူတို့ရဲ့ file folder တိဆောက်တဲ့ naming အဲ့လိုမျိုးပေါ့နော်ဒီစနစ်ရှိတယ်အဲ့စနစ်အတိုင်းကျွန်တော်တို့က FTP CyberDuck လို့ဟာမျိုးနိလန်းချိတ်ပြီးတော့ပို့ရမယ်ပေါ့နော်အဲ့လိုပုံစံနဲ့ပို့တယ်အဲ့လိုမျိုးနဲ့ပို့ပြီးတော့ဒီ editor စီကိုလှမ်းပြီးတော့ email ပို့ရမယ်ငါတော့ပုံနေအကုန်လုံး server ထဲ upload တင်လိုက်ပြီပေါ့နော်အဲ့ကြရင် editor ကသူကသူ down ပြီးတော့သူစပြီးတီးဖြတ်ပြီးတော့အာသူကသူ layout အဖွဲတွေနဲ့အဲ့လိုမျိုးပေါ့နော်ဒီ web thing နဲ့ချိတ်ဆက်ပြီးတော့သူက publish လုပ်ဖို့ ူကသူလောက်ပါလိုက်မယ်ပေါ့နော်ဒီ test တမားကလည်းသူ editor နဲ့သူတတ်တတ်ရှိတယ်သူ editor စီကိုသူပို့လိုက်ပြီးတော့သူတို့အဲဒီဟိုဘက်မှာရှိတဲ့ဒီ test editor နဲ့ picture test editor တွဲပြီးတော့သူတို့ကသူတို့အလုပ်လုပ်ပါလိုက်မယ်ပေါ့နော်အဲ့လိုပုံစံနဲ့သွားပါတယ်ပေါ့နော်ဆိုတော့အာဒါ editor တွေရဲ့အလုပ်ကတော့ဒါပြောရရင်တော့ဒါသူတို့လည်းအချိန်နဲ့အာ budget နဲ့အဲ့လိုမျိုးပေါ့နော်ဒါသူတို့လည်းတာဝန်ကြီးပါတယ်တာဝန်ကြီးတယ်ဆိုတာသူတို့မှအဲ့လိုမျိုးပေါ့နော် assignment တစ်ခုကိုမပေးခင် ဒီရိုက်မဲ့ဓမ္မုံဆရာကကျင့်ဝတ်နဲ့အညီလှုပ်လှုပ်တာလားဒါမှမဟုတ်မြေပြင်ရောက်သွားပြီးတော့လူတွေကိုဟိုတအားအဲ့လိုမျိုးပေါ့နော်အတတအားဖိအားပေးပြီးတော့သူလူချင်းနဲ့ပုံနေဟန်ဆောင်ပြီးတော့လှုပ်ခိုင်းတဲ့သူမျိုးလားကျင့်ဝတ်နဲ့မညီတဲ့သူမျိုးလားဆိုတာမျိုးသူတို့အမြဲလို့လို့စုံစမ်းပြီးမှလည်းခိုင်းတာမျိုးဖြစ်ပါတယ်အဲကြောင့်သူတို့မှလည်းတာဝန်ကြီးတယ်သူတို့ကအမှားလုံးမြင်သတင်းတိုက်တစ်ခုလုံးနာမည်ပြတ်မအောင်ဓမ္မုံဆရာပေါက်ခဲ့ရလှုပ်လာတယ် အဲ့မျိုးဆိုရင်သူတို့တိုက်အတွက်နာမည်ပြတ်မအောင်ဆင်ပြီးတော့မြေပြင်မှာမဖြစ်နေတဲ့တဲ့င်းကိုအဲ့လိုမျိုးပေါ့နော်သူသူ့အနေနဲ့သူအဲ့လိုမျိုးသူပြုတ်သူရေးခြင်းနဲ့သူရိုက်ခြင်းနဲ့ပုံစံမျိုးနဲ့ရိုက်လာပြောရင်သူတို့အတွက်ဒါမှန်မှန်ကန်တဲ့တိကျမှုမရှိတဲ့တဲ့င်းနေဆိုရင်တိုက်အတွက်နာမည်ပြတ်တာဆိုတော့ editor မှာတာဝန်ကြီးတယ်နောက်တစ်ခုကအဲ့လိုမျိုးပေါ့နော်ကိုက professional lesson ဟို professional စံစံအလုံးမလုံးဖွင့်နေသူ့ကိုလည်းစာပို့တိုင်းဟို reply မပြန်ပြီးတော့ဒီ deadline ကိုလည်းမမီဆိုရင်တော့အဆင်မပြေဘူးပေါ့နော်ဒါကကျွန်တော်တို့က budget လဲဒါအကန့်အသတ်ရှိသလိုအချိန်လဲအကန့်အသတ် deadline ရှိပါတယ်အဲ့အမျိုးကိုအချိန်မီရအောင်လုပ်ပေးရမှာဓာတ်ပုံဆရာရဲ့တောင်းပန်မှာပေါ့နော်ပတ်စံယူယုံနေတယ်မပြေဘူးပေါ့နော်ပြီးတော့တစ်ခါလေးကြာရင်ကိုရီးယားအာကိုရီးစီမှာ feel မှာလှုပ်လှုပ်ချင်တာမျိုးရှိတယ် feel မှာအလုပ်လုပ်မရဘူးပေါ့နော်ဒါသူ့မှာအကန့်အသတ်ရှိတယ်ကျွန်တော်တို့ကဒါအများနဲ့လှုပ်လှုပ်တဲ့ခါကြာရင်ကိုကအဲ့လိုမျိုးတွေကို နားလဲပြီးပြီးတော့ညှိနှိုင်းရမယ်အဲ့လိုမျိုးသဘောပေါက်အောင်အချင်းချင်းသဘောပေါက်အောင်သွားတဲ့ပေါ့နော်ဒါအဲ့လိုမျိုးပေါ့ခုနပြောသလိုပေါ့ကိုကဟို free နဲ့ရိုက်ချင်တာတော့ဘာလို့ပို့ချင်မှ strong မဖြစ်သေးလို့မပို့တာတော့စင်ကြီးတွေတော့ပေးလို့မရအောင်အဲ့လိုမျိုးလောက်ချင်တယ်ဆိုရင်ငိုတွေကကိုအိတ်ကို site ပြီးတော့ personal project လို့ခေါ်တယ်ကိုပစံနဲ့ကိုကိုကကိုကိုရိုက်ချင်တဲ့နေရာမှာအဲ6လတနည်းနေပြီးရိုက်တာမျိုးဆိုရင်လည်း fine ပါတယ်ပေါ့နော်အဲ့လိုပုံစံနဲ့သွားရင်လည်းဖြစ်တယ် ချိန်ကန့်တမ်းရှိရိုက်တဲ့ဓာတ်ပုံဆရာမျိုးကြီးလည်းရှိပါတယ်။ဥပမာဆိုရင်ကျွန်တော်တို့ဒီဒိုင်ဒိုမိုရီယာမားလိုလူမျိုးတို့ဆယ်လီမန်လိုဓာတ်ပုံဆရာမားတို့အဲ့လိုမျိုးတွေဆိုသူတို့ personal project တွေရိုက်တာမျိုးများတယ်။အဲ့လို assignment လို့ခေါ်တဲ့ဟာမျိုးတွေ commission လို့ခေါ်တဲ့ပတ်စံပေးပြီးတော့ဒီ direction တစ်ခုနဲ့ deadline တစ်ခုနဲ့သွားရတာမျိုးတွေသူတို့ဟိုဟာလောက်ခဲတယ်ပေါ့နော်။ဆယ်လီမန်ကတော့နောက်ဆုံးတစ်ခေါက်ပြတိုက်တစ်ခုက commission အနေနဲ့ရိုက်ပေးတာမျိုးရှိတယ်လို့တော့ကြားရတယ်ပေါ့နော်။ဒါ များသောအားဖြင့်တော့ဒါသူတို့ကတော့အဲ့လိုမျိုးပေါ့နော်သူကလည်းသူရိုက်ချင်တယ်ဆိုရင်တော့ကိုရီလည်းအဲ့လိုမျိုး independent ကိုပစံကိုစိုက်ထုတ်ပြီးတော့ကြိုက်တဲ့လောက်အချိန်ယူရိုက်ပေါ့နော်ဒါမဲ့အများနဲ့အလုပ်လုပ်တယ် editor နဲ့အလုပ်လုပ်တယ်ဆိုရင်တော့အချင်းချင်း respect ထားဖို့လိုတယ်ဥပမာဆိုရင်ကျွန်တော်တို့ကဒီကဘာကျော်ဓာတ်ပုံဆရာမ Lindsay Itario ဒါဒါ New York Times မှာရိုက်ပေးတယ်ဆိုရင်လည်းသူဆိုရင်လည်းကဘာကျော်မဟုတ်လို့ဆိုပြီးတော့သူအချိန်ယူခြင်းတလောက်ယူလို့မရပါဘူးသူမှလည်း deadline ရှိပါတယ်ပေါ့နော်သူမှလည်း budget ရှိတယ် ဒါဒီခီးစဉ်အတွက်ယူကရိန်းအတွက်သွားရိုက်တဲ့ခီးစဉ်အတွက်ဒါပတ်စံဘလောက်သုံးမယ်ဆိုတာဒီ New York Times ကသတ်မှတ်ပြီးသားပဲဥမာ James Nash ဆိုလဲကဘာကျော်ပုံကိုကြီးပဲဒါပေမဲ့ကဘာကျော်ပုံကိုဆိုရင်လည်းသူလဲ Time Magazine ရဲ့ assignment ပဲ Time Magazine ရဲ့ပုံနှိမ့်တဲ့ deadline မီသူလဲပို့ပေးရပါလေအဲ့လိုပုံစံမျိုးဖိအားလေးတွေတော့ရှိပါတယ်ဗောနော်အဲ့လိုပုံစံမျိုးနဲ့သွားတယ်နောက်တစ်ခုကဒီညသွားဖြစ်ရင်ဒီဓာတ်ပုံ editor တွေကဒီကိုထက် အသက်ကြီးတာမျိုးများပြီမဲ့တခါလေကိုယ့်ထက်အသက်နဲ့ငယ်ပြီးတော့အတွေ့အကြုံနဲတာမျိုးဆိုရင်လည်းကိုက respect ထားပြီးတော့အလုပ်လုပ်ဖို့ရေးကြီးလိုအပ်တယ်ပေါ့နော်ဟိုဟာဒီ editor ကအသက်ငယ်လို့အတွေ့အကြုံမရှိလို့ဆိုပြီးတော့ respect မထားတာတော့အဆင်မပြေဘူးပေါ့နော်ဥပမာပြောရရင်ခုနကလို James Nash ရွေးဆိုရင်လည်း तू အလုပ်လုပ် तू ဆိုအသက်ကြီးပြီဗျာနာမည်လည်းအာအရန်ကြီးတဲ့ဓာတ်ပုံစရာဒါမဲ့ तू လှုပ်လှုပ်ရတဲ့ editor ရအများစုဆိုတာသူ့ထက်အသက်လဲငယ်တယ်လို့အတွေ့အကြုံလဲနေအောင်မှာဒါမဲ့ तू အနေနဲ့ အဲ့လိုမျိုးမလေးမစားလောက်တာမျိုးမရှိဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သွားရတာပဲကျွန်တော်တို့ကနောက်တစ်ခုတည်ထားတဲ့နာကဓာတ်ပုံ editor ရေဆိုတာကဘောလုံးနီးပြရေလို့ပါပဲသူနီးပြလိုမျိုးလောက်တယ်ဆိုပေမဲ့သူကဘောလုံးသမားဘွားကလာတဲ့သူဖြစ်ချင်မှလည်းဖြစ်နိုင်မှာပေါ့နော်အဲ့လိုပုံစံမျိုးပဲ picture desk editor ဆိုပေမဲ့အာဒီ editor တွေကဓာတ်ပုံသမားဘွားကနေလာတာလည်းဖြစ်ချင်မှဖြစ်နိုင်မှာတချို့တွေကဒီပြတိုက် ီဒါ curator လို့ background နေရလာတာမျိုးရှိသလိုတခါလေကြဓာတ်ပုံဆရာ background ကနေမှဒီ editor ဖြစ်လာတဲ့သူတွေလည်းရှိတယ်တခါလေကြတော့ဒီ test editor ကနေပြီးတော့မှဒီဓာတ်ပုံလည်းမရိုက်ဘူးဝိမဲ့ဒါ editor လောက်ရတဲ့ picture dash editor မျိုးတွေလည်းရှိနိုင်တယ်ဘလို့ပဲရှိရှိပါကိုကပြန်လန်လေးစားမှုလေးနဲ့ညှိနှိုင်းမှုလေးနဲ့သွားဖို့ကျွန်တော်ကအကြံပေးတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကဒီအလုပ်လုပ်တဲ့ခါကျရင်လည်းကိုယ့်ဘက်က ဒလိုင်းမီပို့ဖို့ professional စာမှုအရေးကြီးတယ်ကိုကဒီ project ကိုလုပ်တဲ့ခါကျရင်လည်းကိုကဒီအဲတခါလေကြာရင်အဲ့လိုမျိုးပေါ့နော်ဒီပုံတွေကိုတခြား media တွေမှာသွားရောင်းစားတာမျိုးကြီးလုပ်လို့မရဘူးပေါ့နော်ဒါကျင့်ဝတ်နဲ့အညီသွားရမယ်သူက key site တွေလည်းထုတ်ပေးထားတယ် day rate နဲ့လည်းညီယူတယ်ဒါမှမဟုတ် package D နဲ့လည်းယူတယ်ဆိုရင်ကျွန်တော်တို့ကဒီကို assignment ပေးတဲ့သတင်းဌာနကိုကျွန်တော်တို့ကသိစာရှိရမှာကျွန်တော်တို့ရဲ့တာဝန်ပေါ့နော် သူတို့ publish မလုပ်မချင်းကိုကအဒီပုံတွေကိုတခြားကိုလည်းရောင်းလို့မရဘူးကိုကကိုလည်းတင်လို့မရပါဘူးသူတို့အာ publish လုပ်ပြီးတော့မှ6လနေမှာပေါ့များသောအားဖြင့်တော့ပုံမှန်အဖြစ်တော့ဒီသူတို့ story publish လုပ်ပြီးသွားရင်6လနေတဲ့အခါကျရင်အဲ့ပုံတွေကိုကိုကတခြား media တွေမှာလည်းအဲ့လိုမျိုးဟိုလိုမျိုးချိတ်ပြီးတော့အာပြန်ပြီးတော့အဲ့လိုမျိုးပေါ့နော်စောင်းမရပြန်ဖော်ပြတာမျိုးကြီးလုပ်လို့ရတယ်ပေါ့နော်ပုံမှန်အဖြစ်တော့မရဘူးပေါ့နော်အဲ့အဲ့တခုလေးကိုလည်းတတိထားစေခြင်းနဲ့ဆိုတော့ဒါက အာ professional အလုပ်လုပ်တဲ့အခါကျရင်ဒီ time management အရေးကြီးတယ် project management အရေးကြီးတယ်အချင်းချင်းဒါ communication အရေးကြီးတယ်ဒီဒီအတိုင်းဝိုင်းဒီစာရေးတဲ့သူဓာတ်ပုံဆရာ picture desk editor text editor အဲ့လိုမျိုး editor in chief ဒီအတိုင်းဝိုင်းလေးတွေကလူအချင်းချင်းမှာဒီအချင်းချင်းနားလည်အောင်ဒီ story အကြောင်းကိုဒါမှမဟုတ်ဒီဖြစ်နေတဲ့ကြုံရတဲ့ story ထုတ်လုပ်ရေးမှာကြုံရတဲ့အခက်အခဲတွေကိုရှင်းမပြနိုင်ရင်ကိုရီးယားတခြားဒီ အာဒီတိမ့်နဲ့ခြီးတဲ့ဒီစာဖတ်ပရိသတ်ကိုဘလို့ရှင်းပြမလဲပေါ့နော်အဲ့ဒီဟာလေးကိုလည်းသိထားစေချင်တယ်ကိုကဒီလူ၄၅ယောက်လောက်ရှိတဲ့အတိုင်းဝိုင်းလေးကိုတောင်ဒီစတိုရီကိုနားလဲအောင်မပြောပြနိုင်ရင်ဒါစာဖတ်သူတိမ့်နဲ့ခြီးတဲ့စာဖတ်သူမျိုးဆိုဘလို့ပြောပြမလဲပေါ့နော်အဲ့လိုပုံစံမျိုးကြီးတော့ရှိတယ်အဲ့ဒီခုလေးကိုလည်းသတိထားစေချင်ပါတယ်ဆိုတော့ဒီတစ်ခေါက်ကတော့ဒါ picture dust editor တွေဘလို့လှုပ်လှုပ်တလဲဆိုတဲ့အကြောင်းက ီလောက်ပါပဲတကယ်လို့ကြံသွားတာမျိုးရှိကောင်းရှိနိုင်တယ်ဒါပြီးတော့သိကျင်တာမျိုးရှိရင်လည်း comment section မှာရေးခဲလို့ရပါတယ်ဟုတ်အားလုံးမှကျေးဇူးပါခင်ဗျ